ဒီကနေ့ည9:00နာရီဝင်းကျင်မှာတော့ဦးထေဦးကိုရိုင်းမဲပေးခဲ့တဲ့ဟင်္ဒရာမြို့နယ်တာ90တောင်ရက်ကွက်မဲယုံအမှတ်9မှာပြည်သူ့လွတ်တော်မဲလက်မှတ်တွေကိုရေတွက်နေတဲ့အခြေအနေအရ NLD မှဦးခင်မောင်ကြီးကမဲ900ကျော်နဲ့ဦးဆောင်နေပြီးဒီခိုင်ပြိုးမှဦးထေဦးကမဲ100ကျော်သာရရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ဒီသတင်းကို 11W TV ကသတင်းတော့ကျော်စိုးထက်ကသတင်းပေးပို့ထားပါတယ်။လက်ရှိည9:00နာရီကျော်အထိမဲရေတွက်မှုအခြေအနေအရဟင်္ဒရာမြို့နယ်တာ90တောင်ရက်ကွက်မဲယုံအမှတ်9မှာ ပြောင်းကျန်းခိုင်တဲ့ဖွံ့ဖြိုးရေးပါတီမှဦးထေဦးကပြည်သူ့လွတ်တော်မှာမဲ900ကျော်သာရရှိနေပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးခင်မောင်ကြီးကမဲ900ကျော်နဲ့ဦးဆောင်လိုက်တာဖြစ်ပါတယ်။မဲပေးသူအရေတဲ့1800ကျော်ရှိတဲ့အတွက်ကြောင့်မဲယုံမှာမဲဆန္ဒရှင်စင်းတွေကိုဆက်လက်ရည်တွက်နေဆဲဖြစ်ပါတယ်။ဒီမှာမဲယုံမှာမဲဆန္ဒရှင်1800ကျော်လာရောက်မဲပေးထားခဲ့ပြီးကြံရှိတဲ့မဲတွေကိုတော့ဆက်လက်ရည်တွက်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးအမျိုးသားလွတ်တော်အတွက်မဲဆန္ဒရှင်စင်းတွေကိုလည်းရည်တွက်သွားမှာဖြစ်ပါတယ်။ဒီမဲယုံဟာဆိုရင်ပြည်သူ့ကျန်းခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဦးတွဲဥက္ခရာဦးထေဦးကိုတိုင် လာရောက်မဲပေးခဲ့တဲ့မဲယုံလည်းဖြစ်ပါတယ်ရ9နှစ်ခွဲချိန်ရရှိတဲ့သတင်းတွေရအဲ့ဒီမဲယုံကပြည်သူ့လွှတ်တော်မဲလက်မှတ်တွေကိုရေးတွက်လို့ပြီးစီးခဲ့ပြီလို့သိရပြီး NLD ကဦးခင်မောင်ကြီးကမဲ940ကျော်ရရှိခဲ့ပြီးပြည်ခိုင်ပြိုးပါတီမှဦးထေဦးကမဲ300ကျော်သာရရှိခဲ့တာဖြစ်ပါတယ်